ဆယ်မွန်ငါးတို့ရဲ့အိမ်ပြန်ခြင်းဆယ်မွန်ငါးတွေဟာလူသားတို့အတွက်အရန်အရေးပါတဲ့ Omega 3နဲ့ Fatty Acid တို့ကိုရရှိစေနိုင်မဲ့အကောင်းဆုံးအရင်းမြစ်တွေပဲဖြစ်ပါတယ်။အရွယ်ရောက်ပြီးတော့ဆယ်မွန်ငါးအများစုကတော့သူတို့ရဲ့ဘဝအချိန်အများစုကိုပင်လယ်ပြင်ကျယ်ကြီးများနဲ့ပစိဖိတ်သမုတ်တရာအက်တလန်တိတ်သမုတ်တရာတွေမှာနေထိုင်ကြပါတယ်။ဒါပေမဲ့ဆယ်မွန်ငါးတွေဟာအရွယ်ရောက်လာတဲ့အခါမှာတော့မျိုးဥများချရန်အတွက်၎င်းတို့ရဲ့မွေးရထာနေသို့ ပြန်သွားရန်တဘာဝတရားကြီးကဖန်တီးပေးထားပါတယ်ဆယ်လမွန်ငါးတွေကရေစံကိုမိုင်းထောင်ပေါင်းများစွာကူးခတ်ကြပြီးတော့ဝက်ဝံများငှက်များမျိုးကွင်းများနဲ့လူသားများရဲ့အန္တရာယ်များစွာကိုကြော်ဖြတ်ခါသူတို့ရဲ့ဘဝအဆပြုရာနေရာတို့ ပြန်သွားကြလိမ့်ရှိပါတယ်ဆယ်လမွန်ငါးအများစုကသူတို့မွေးဖွားရာစမ်းကြောင်းတို့ပြန်သွားကြပြီးမီတာအကွာဝေးကိုလည်းအတိအကျအမှတ်သွားတတ်ကြပါတယ်ပြီးတော့အရေးကြီးတဲ့မိကုံတစ်ခုကဒါကိုသူတို့ဘယ်လိုစီမံခန့်ခွဲကြပါသလဲဆယ်လမွန်ငါးတွေရဲ့အားသာချက်များ ဆယ်မွန်ငါးရဲ့မူလပေါက်ဖွားမှုနေရာခြေရာခံနိုင်တဲ့အသည့်အာယုံကတော်တော်လေးထူးခြားပါတယ်။ဒါကြောင့်ဆယ်မွန်ငါးရဲ့ဆောင်းဥရသည့်ရောက်တိုင်းမှာသူတို့ရဲ့မွေးရမြေကိုပြန်လာကြတဲ့မြင်ကွင်းတွေကခီးသွွားဧည့်သည်တွေဇီဝဗေဒပညာရှင်တို့အတွက်ဆယ်လမွန်ငါးရဲ့စီမံခန့်ခွဲပုံကိုအယံအံ့ဩကြရပါတယ်။ကြမ်းတမ်းသောရေစီးချောင်းများကိုကျော်လွှားကြရပြီးတော့ တခါတလေရေတကွန်ပေါ်သို့ခုန်တက်ခြင်းမှလည်းမယုံနိုင်စရာကောင်းလောက်အောင်စမ်းကြယ်လာပါတယ်။နောက်ပြီးတော့စတူရန်မိုင်မောင်များစွာကျယ်ဝန်းတဲ့သမုတ်တရားကြီးလိုဝင်ကဘာတဲကနေသူတို့ရဲ့မွေးရမြေကိုဆယ်မွန်တွေဟာကောင်းမွန်စွာကူးခတ်ပြီးတော့ပြန်သွားနိုင်ကြပါတယ်။ဒီလိုမျိုးခက်ခဲတဲ့ခီးကိုရွေးချယ်ကြတဲ့ဆယ်မွန်တွေရဲ့ထူးခြားချက်ကမယုံနိုင်စရာကောင်းလောက်အောင်ပဲတဘာဝတရားကြီးကပေးထားတဲ့စွမ်းအင်တစ်မျိုးဖြစ်ပါတယ်။ အိမ်ပြန်တဲ့ခီးစဉ်ကိုရောဆယ်မွန်ငါးတွေဘလို့စီမံခန့်ခွဲကြတယ်လဲဆယ်မွန်ငါးတွေဟာသူတို့ရဲ့အနံ့ခံအာယုံကြောင့်အိမ်ပြန်နိုင်မယ်လို့အမြဲတမ်းယုံကြည်ကြပါတယ်ဆယ်မွန်ငါးတွေဟာသူတို့ငယ်စဉ်ကလက်အတန်ကြာနေထိုင်ခဲ့တဲ့မြစ်တွေချောင်းတွေကိုခြေရာခံနိုင်ရန်အတွက်သူတို့ရဲ့အနံ့ခံအာယုံတွေကိုကောင်းမွန်စွာအသုံးချကြပါတယ်ဆယ်မွန်ငါးအများစုကတော့ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်မြောက်မြစ်ဖြားတွေမှာလေးနှစ်တစ်ချိန်ခန့်အိမ်ပြန်ကြလိမ့်ရှိပါတယ်။တန့်ရှင်းအေးမြပြီးအောက်ဆီဂျင်များသောရေတွေဟာ သူတို့ရဲ့ဥမြာရှင်တန်ရန်နဲ့သူတို့ရဲ့မျိုးဆက်သစ်တွေမွေးဖွားရန်အတွက်တင့်လျော်သောပတ်ဝန်းကျင်ကိုပေးစွမ်းနိုင်တယ်လို့ဆယ်မွန်ငါးတွေကယုံကြည်ကြပါတယ်။ Pacific သမုတ်တရားတွေကဆယ်မွန်မျိုးစိတ်9မျိုးအနက်မှ Shock Eye Salmon တွေဟာတန်လိုက်ဆက်ကွင်းများကိုထောက်လန်းနိုင်ပြီးတော့အိမ်ပြန်တဲ့အခါမှာလည်းလမ်းကြောင်းမှန်မှန်မှန်ကိုသိနိုင်လေးရှိကြပါတယ်။သူတို့ရှာဖွေနေတဲ့မွေးရမြေကိုရောက်ရှိလာခြင်းရှိမရှိကိုသိစေနိုင်မဲ့သဘာဝတရားကြီးကပေးထားတဲ့ GPS ခြေရာခံစက်တစ်မျိုးကဲသို့ဖြစ်နေပါတယ်။ အဲ့ဒီလိုပဲကနေဒါနိုင်ငံရဲ့ freezer မြက်မှာလဲတန်းနဲ့ချီတဲ့ salmon တွေဟာနှစ်စဉ်နှစ်တိုင်းမွေးဟမြေသို့အိမ်ပြန်လာကြလိမ့်ရှိပါတယ် salmon ငါးတို့ရဲ့မျိုးပွားခြင်းလုပ်ငန်းစဉ်ခီးဆုံးကနီးမှာတော့ salmon ငါးတွေဟာအစာအသောက်စားခြင်းကိုရပ်တန့်လိုက်ပြီးတော့အရေပြားတွေနီးရဲလာတတ်ကြပါတယ်ဥချရန်အတွက်အကောင်းဆုံးသော ရေတိမ်သောနေရာကိုရှာဖွေပြီးတော့ကျောက်စရိတ်ခဲတွေအောက်မှာဥပေါင်း၄000ခန့်ဥချလိုက်ပါတယ်ဆယ်မွန်ငါအထီးတွေဟာအမများမသိမချင်းဥကိုကာကွယ်ပေးတတ်ကြပါတယ် ဆယ်မွန်ငါးတွေရဲ့ဥတွေဟာလဲလေးလာခန့်အကြမှာတော့အကောင်ပေါက်လာပြီးတော့ပင်လယ်သို့မထွက်ခွာခင်မှာလာနေချီပြီးမြစ်ချောင်းတွေအတွင်းမှာနေထိုင်ကြပါတယ်ဆယ်မွန်ငါးတွေအရွယ်ရောက်လာတဲ့အခါမှာတော့သူတို့ကြက်စားရဖြစ်တဲ့သမုတ်တရာစီကိုကိုစီပြန်ကြပါတော့တယ် ဆယ်မွန်ငါးရီရဲ့တက်တန်ဟာပြင်းပြအားဖြင့်ငါးနှစ်ကနေ9နှစ်ကြာရှိပြီးတော့အသက်၄နှစ်ဝန်းကျင်ရောက်လာတဲ့ဆယ်မွန်တွေဟာအမြဲတမ်းလိုလိုအိမ်ပြန်ဖို့အကြိုးစားလေးရှိကြပါတယ်ဆယ်မွန်ငါးရီရဲ့ပြောင်းရွှေ့နေထိုင်မှုကလည်းအလက်စကာပြည်နယ်မှာရှိတဲ့ဘဝများစွာကိုအထောက်အပံ့ဖြစ်စေပါတယ်။ဆောင်းရာသီမတိုင်ခင်မှာဝက်ဝံများအခြားသားကောင်းများနဲ့ လူတို့ရဲ့အစာအဖြစ်ရှိနေပေးတတ်ပါတယ်။ဒါပေမဲ့လည်းသမုတ်တရားတွေကအညစ်အကြေးတွေအစိတ်တောက်တွေကဆယ်မွန်ငါးတွေအတွက်အနေရကြီးကြီးမားမားဖြစ်စေနိုင်ပါတယ်။ဒါ့အပြင်ကဘာကြီးပူနွေးလာမှုကြောင့်ရေတွေကအပူချိန်မြင့်လာပြီးတော့ဆယ်မွန်ငါးတို့ကိုလည်းထိခိုက်စေပြီးမကြာခဏတည်ဆုံးစေပါတယ်။နောက်ဆုံးအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဆယ်မွန်ငါးတွေရဲ့စိတ်ဓာတ်ဟာအရင်ချီးကျူးဖို့ကောင်းပါတယ်။ဆယ်မွန်ငါးအမားတွေဟာဆိုရင်သူတို့တည်ရမယ်မန်းသိရင်တော့မှဒီခီးကိုမဖြစ်မနေပြန်လာတတ်ကြပါလေ။ဒန်ခီးတစ်လျှောက်မှလည်းလူတွေ၊ငှက်တွေ ဝဝန်တွေရဲ့အန်ဒီရဲ့ရှီမန်တည့်ရနေတာဒီခီးကိုမဖြစ်မနေပြန်လာကြတဲ့သူတို့ရဲ့စိတ်ဓာတ်ကိုချီးကျူးရမှာဖြစ်ပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုကြပေလို့ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုတော့ SY Channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေအများအားဖြင့်တင်ဆက်ပေးနေမှာဖြစ်လို့ Channel လေးကို Subscribe နှိပ်ပေးသွားပါအောင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။